ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာအရေးပေါ်အခြေအနေကြေညာတာနဲ့စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်တာကိုဖေဖော်ဝါရီလ20ရက်နေ့ကပြည်သူ့လွှတ်တော်ကကန့်ကွက်သူမရှိတည်ပြုခဲ့ပါတယ်။နိုင်ငံတော်သမ္မတရုံးရဲ့ဥပဒေကဲ့သို့အာဏာတည်တဲ့အမိန်မှတင်ပြဆောင်2015အရေးပေါ်အခြေအနေကြေညာခြင်းနဲ့အမိန်မှနှင်းပြဆောင်2015စေုပ်ချုပ်ရေးအမိန်ထုတ်ပြန်တာတွေကိုလွှတ်တော်ကအတည်ပြုပေးဖို့သမ္မတရုံးဝန်ကြီးဦးအောင်မင်းကလာရောက်ဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ်ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ2015ခုနှစ်ဖေဖော်ဝါရီလကွယ်နေ့ကစပြီးကိုကန့်တောင်ညံသူအဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေရှိခဲ့ပြီးအဲဒီတိုက်ခိုက်မှုတွေကြောင့်တည်ငြိမ်အေးချမ်းမှုပြပြလာကြောင်းပြည်သူတွေရဲ့လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ဖို့အတွက်ပြည်မှုဆိုင်ရာကျဉ်းလုံးဥပဒေပုံမှ144ထုတ်ပြန်ထားရုံနဲ့မလုံလောက်တာကြောင့်အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေကိုထိရောက်စွာဆောင်ရွက်နိုင်ခြင်းမရှိတော့ကြောင်းအဲဒီအတွက်နိုင်ငံတော်သမ္မတဟာမြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီနဲ့ညီနိုင်ပြီး2015ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ဥပဒေကဲ့သို့အာဏာသိသောအမိန့် တင်မင်းဆောင်2015နဲ့အမိတ်စတင်ထုတ်ပြန်တဲ့နေ့ကနေရက်ပေါင်း60တိအရေးပေါ်အခြေအနေကြေညာချက်ကိုထုတ်ပြန်ခဲ့တယ်လို့ဦးအောင်မင်းကပြောပါတယ်။ရောက်ကင်ကိစ္စကပထမဆုံးတမလိုက်ရနေနေမြေအချောင်းဆိုပြီးတော့ပုံမှန်144ထုတ်တာပေါ့နော်။144ကတော့ညာ6နေရမလဲ6နေကြည့်ဘူးမှမထွက်အောင်ပေါ့နော်။အဲထုတ်တော့လည်းပဲတိုက်ပွဲတွေကထပ်ပြီးပြင်းထန်။ပြင်းထန်တဲ့အခါကျတော့အခုတမလိုက်ရဆေးအုပ်ချုပ်ရေးပြေးလိုက်တာပေါ့နော်။ အဲ့ဒါစိတ်ဥချိုးရေးကတမန်ကြီးပေးတော်လဲပဲလွတ်တော်မှာအတီးပြူပါကျွန်တော်ခုလာတာဆွတ်တော်မှာအတီးပြူဖို့အတွက်လာတာဖြစ်ပါတယ်လက်ပေါင်း60အတွက်မှာဒါကိုလွတ်တော်မှာအတီးပြူရမယ်ဆိုတော့ခုကလည်းဆွတ်တော်ကလုံဆဲဆိုတော့လွတ်တော်မှာလာအတီးပြူတာအကယ်၍လွတ်တော်မရှိရင်လည်းတမန်ကြီးကဆွတ်တော်ကိုခေါ်ရမှာပေါ့နော်ခေါ်ပြီးတော့မှအဲ့ဒါအတီးပြူရမှာဖြစ်ပါတယ်ဒါကလွတ်တော်ရဲ့အခန်းကဏ္ဍပေါ့အဲ့ဒါကြောင့်မို့ဒီမှာလာပြီးတော့အတီးပြူရတယ် ။ဒါပြင်ရေးပေါ်ချင်းချင်းကြေညာထားတဲ့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာမူလအခြေအနေကိုအမြန်ဆုံးပြန်လည်ရောက်ရှိဖို့အတွက်ဖွဲ့စည်းပုံခြေကဥပဒေပုံမှ433ပုံမှခွဲခါခွေအရစစ်အုပ်ချုပ်ရေးအမိန့်ကိုထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကိုအုပ်ချုပ်ရေးဆိုင်ရာလုံပိုင်ခွင့်နဲ့တာဝန်ရရွာအေဂျင့်တာယာရေးတရားဥပဒေစိုးမိုးရေးနဲ့သက်ဆိုင်တဲ့တရားစီရင်ဆိုင်ရာလုံပိုင်ခွင့်နဲ့တာဝန်တွေကိုကျင့်သုံးဆောင်ရွက်ဖို့တက်မတော်ကာကွယ်ဦးစီးချုပ်ကိုအာဏာအနှင်းခဲ့တယ်လို့ဝန်ကြီးကဆက်လက်ပြောပါရတယ်။ ကိုကက်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာဖေဖော်ဝါရီလ17ရက်နေ့ကစတင်ပြီးပုံမှန်144ထုတ်ပြန်ခဲ့ကဖေဖော်ဝါရီလ17ရက်နေ့ကစပြီးညနေ6နာရီကနေမနက်6နာရီထိညမထွက်ရအမိန့်ကိုထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ17ရက်နေ့မှာလောက်ကင်မြို့အတွင်းကိုကိုကက်တောင်းကျမ်းသူတွေစိတ်ဝင်ရောက်ရှိလာပြီးနေ့အချိန်တွေမှာအိမ်တွေအတွင်ပုံအောင်ပြီးညပိုင်းအချိန်တွေမှာတက်မတော်ဂျဲတက်ပွဲနဲ့လုံခြုံရေးတွေကိုအလစ်ဝင်တိုက်တာကြောင့်သူတို့ပုံအောင်နေတဲ့နေရာတွေကိုမြို့ရင်းဆက်စင်ရေးဆောင်ရွက်ခဲ့ရတယ်လို့ဦးအောင်မင်းကပြောပါတယ်။ အဲဒီဆိုနေပသက်ပြီးပြည်သူ့ကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကဦးတင်မာဦးအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကဦးမန်းကျော်နီနဲ့ဒေါက်တာဇော်မြင့်မောင်တို့ကထောက်ခံဆွေးနွေးခဲ့ကြပါတယ်။